2025ခုနှစ်အောက်တိုဘာလ16ရက်နေ့တနင်္ဂနွေသတင်းများအတွက်တနေ့တာဟော့စတန်ဖြစ်ပါတယ်တနင်္ဂနွေသတင်းများအတွက်ဒီနေ့မှာစီးပွားရေးလူမှုရေးအဆအဆအရာအစဉ်ပြေအောင်မြင်မဲ့နေ့မျိုးဖြစ်ပါတယ်ရွှေလဝိယန္တနာပစ္စည်းလည်းမရွေရွဲပဲနဲ့မထင်မဖက်နဲ့ဒီနေ့အတွက်ဝင်လာတတ်တယ်နော်ကျမကြီးဟာစိုးရိမ်စရာမရှိတော့တဲ့ခန္ဓာကိုယ်ရဲ့ဘဲဘက်တစ်ချက်မှတည်ထားနော် အောင်နေတာမျိုးတွေကျမညံ့တာမျိုးတွေဖြစ်တတ်တယ်အခြေအမှလည်းတာရတယ်เนาะအကျိုးပေးတဲ့ကဏ္ဍကတော့9နဲ့9ဖြစ်ပြီးတော့အကျိုးပေးတဲ့အရောင်ကအဝါရောင်နဲ့အနက်ရောင်ပဲဖြစ်ပါတယ်ရေရယာအနေနဲ့မိမိအရှိဘုရားမှာကြောက်ကြောကလူပေးရမှာဖြစ်ပါရဲ့ရှင်2025ခုနှစ်အောက်တိုဘာလ16ရက်နေ့ တနင်္လာသာသမီများအတွက်တနေ့တာဟော်စဒန်ဖြစ်ပါတယ်။တနင်္လာသာသမီများအတွက်ဒီနေ့မှာစိတ်အနှောက်အယှက်ဖြစ်စရာတွေအနှောက်အယှက်အပြိုင်အဆိုင်တွေတအားကြီးကို ဒီနေ့မှညနေတက်တယ်နော်တူနဲ့တူလဲဘာမဟုတ်တဲ့ဘာမှမဟုတ်တဲ့ပြဿနာတိတိလေးရရှာပြီးတော့လဲစကားပြောဆိုရတာညင်ခုံရတာမျိုးတွေလဲဖြစ်တတ်တယ်အလုတ်ထဲမှာလဲမိမိနဲ့ကိုနဲ့အယူအဆတွေကွဲလွဲနေပြီးတော့အစင်မပြေတာမျိုးတွေလဲဒီနေ့အတွက်ဖြစ်တတ်တယ်နော်ကျမရဲ့အနေနဲ့ခေါင်းတစ်ချမ်းကြိုက်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တယ် အခြေအေးမှာလည်းဝေးလေကောင်းလေဖြစ်နေတဲ့တဲအိမ်တော်ရေးမှာတော့တာရတယ်နော်အကျိုးပေးတဲ့ကနန်းကတော့သုံးနဲ့ခွန်ဖြစ်ပြီးတော့အကျိုးပေးတဲ့အယောင်ကအနီရင်းရင်းအယောင်ပဲဖြစ်ပါတယ်ရေရယာအနေနဲ့မိမိအရှိဖျားမှာဖရဲသည်သုံးစိတ်ကလူပေးရမှာဖြစ်ပါရဲ့ရှင်2025ခုနှစ်အောက်တိုဘာလ16ရက်နေ့အင်္ဂါသားသမီးများအတွက်တနေ့တာဟော်စတန်ဖြစ်ပါတယ် အင်္ဂါသားသမီးများအတွက်ဒီနေ့မှာအလုပ်ထဲမှာစိတ်ညစ်စရာစိတ်ရှုပ်စရာများနဲ့ကြုံရတတ်တယ်ဘာပဲလုပ်လို့နှစ်ချိန်နှစ်ခါလုံဆောင်ရတတ်တယ်အစုစက်တူရှယ်ယာလုပ်ငန်းတွေလည်းဒီနေ့အတွက်မအောင်မြင်သေးဘူးเนาะအဆင်မပြေသေးဘူးအင်တိုက်အတိုက်မလုပ်သင့်သေးဘူးเนาะဝေရေးချေးတွေလည်းအင်္ဂါသားသမီးများအတွက်ဒီနေ့မှာထွက်တဲ့ဝေကတအားများတယ်ဝင်ဝင်နေတယ် ထုံငွေတအားကျနေတဲ့တဲ့ကျမ်းမာရေးအနေနဲ့ခါနာတဲ့ခါမြတ်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တဲ့ချစ်သူစီကနေပြီးတော့လေမမျော်လင့်ဘဲနဲ့လက်ဆောင်ကောင်းတွေရတတ်တဲ့အကျိုးပေးတဲ့ကဏ္ဍကတော့၃နဲ့၅ဖြစ်ပြီးတော့အကျိုးပေးတဲ့အရောင်ကအပြာရောင်နဲ့ခရမ်းရောင်ပဲဖြစ်ပါတယ်အာအင်္ဂါသမီးများအတွက်ရရအနေနဲ့မိမိအရှိဖျားမှာစမူစာ၅ခုကလူပေးရမှာဖြစ်ပါတယ်ရှင် 2025ခုနှစ်အောက်တိုဘာလ16ရက်နေ့ဗုဒ္ဓဘုရားသမီးများအတွက်တနေ့တာဟောစတဲ့ဖြစ်ပါတယ်ဗုဒ္ဓဘုရားသမီးများအတွက်ဒီနေ့မှာသူများပြဿနာတဲမှာကိုကဂျောင်းဝင်ဖြစ်ရှင်းပေးရတာခေါင်းခံဖြစ်ရှင်းပေးရတာမျိုးတွေတတိကြเนาะကျုံရတတ်တယ်မိတ်ဆွေတူအတွက်တယောက်အတွက်ကိုလည်းသူတို့အတွက်တွေကိုက တအားကိုဆိတ်ရှုပ်ဆရာဆင်းညစ်ဆရာစိတ်တော်ကတွေနဲ့ဂျုံရီယာတတဲ့တတိထားနော်မြေကိစ္စနေရာကိစ္စအဲ့အတွက်မှာလဲတဦးနဲ့တူစကားများတာဖြည့်ရှင်းပေးရတာမျိုးတွေလဲဂျုံရီယာတတဲ့မြေကိစ္စနဲ့ပတ်သက်တဲ့နေရာကိစ္စနဲ့ပတ်သက်တဲ့ပတ်သက်ဆက်နွယ်တဲ့လုပ်ငန်းတွေကိုလဲဒီနေ့အတွက်တတိထားပြီးဆောင်ရွက်နော်အစဉ်မပြေမှုတွေများတတ်တယ်အလုံးနဲ့ပတ်သက်ပြီးသွားရင်တော့ကောင်းတဲ့ခီးပုံကောင်းတဲ့ ခยีထွက်ရတတ်တယ်။ကျမ်းမာရေးအနေနဲ့ခန္ဓာကိုယ်ရဲ့အောက်ပိုင်းမှာခြေထောက်မှာထိခိုက်တန်ရာရတတ်တယ်တတိထားနော်။အကျိုးပေးတဲ့ကဏ္ဍကတော့၄နဲ့ခွန်ဖြစ်ပြီးတော့အကျိုးပေးတဲ့အရောင်ကညူမိုင်းသောအရောင်နဲ့အနက်ရောင်ပဲဖြစ်ပါတယ်။ရရရာအနေနဲ့မိမိအိမ်ရှိဖျားမှာနွားလို့ကလူပေးရမှာဖြစ်ပါလိမ့်ရှင်။၂၀၂၅ခုနှစ်အောက်တိုဘာလ၁၆ရက်နေ့ကျန်းသာပရိသတ်သမီးများအတွက် တနေ့တာဖော်စဒန်ဖြစ်ပါတယ်။ခြားသာပရိသတ်သမီးများအတွက်ဒီနေ့မှာအလုတ်ထဲမှာလေ ဝေခွဲရခက်တာ ဆုံးဖြာခက်တဲ့အခြေအနေမျိုးတွေဒီနေ့မှာကြုံတွေ့ရတတ်တယ်။ကိုယ်ကိုလည်းအထင်လွဲတာဆွဆွဲခံရတာမျိုးတွေလည်းကြုံတွေ့ရတတ်တယ်။ရွှေလဝိယန္တနာပစ္စည်းတွေကလည်းထွက်တာ ပြက်တာပျက်စီးရာရှိရာလေးတွေရောင်းချရတာမျိုးတွေဒီနေ့အတွက်ဖြစ်တတ်တယ်နော်။ အထက်လူကြီးအကြီးကဲတွေနဲ့ပတ်တန်အလုံးနဲ့ပတ်တန်တော့ကံကောင်းတယ်နော်အထက်လူကြီးအကြီးကဲတွေစီကနေပြီးတော့မိမိတို့ကိုကူညီပေးတာ ထောက်ပံ့နာမျိုးတွေရရှိတဲ့တဲ့ကျမ်းမာရေးအနေနဲ့ဘိုက်နာတဲ့ဘိုက်အောင်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တယ်အခြေအမှလည်းခါရတယ်နော်အကျိုးပေးတဲ့ကနန်းကတော့ငားနဲ့ခွန် ဖြစ်ပြီးတော့ကံကောင်းတဲ့အရောင်မှာရွှေဝါရောင်နဲ့နီညိုရောင်ပဲဖြစ်ပါတယ်။ရေရာအနေနဲ့မိမိအရှိပြားမှာပူတင်ပေါမုတ်ကလူပြားမှာဖြစ်ပါလိမ့်ရှင်။၂025ခုနှစ်အောက်တိုဘာလ16ရက်နေ့တောက်ကြသားသမီးများအတွက်တနေ့တာဟောစရံဖြစ်ပါတယ်။တောက်ကြသားသမီးများအတွက်ဒီနေ့မှာ OA နေရာတိုင်းအဆောက်အဦတွေနဲ့ပတ်သက်ပြီးသွားရင် အခွင့်အရေးကောင်းတွေပေါ်လာတတ်တယ်။အိုးပိုင်အိမ်မက်ရရှိရာအိမ်ဝင်နိုင်တာအိမ်ဝင်ဖို့ကိစ္စမျိုးတွေအဆောင်နဲ့ပတ်သက်တဲ့ကိစ္စတွေပေါ်လာရင်အဆင်ပြေတယ်နော်။မထင်မပဲနဲ့မထင်မတဲ့နေရာကနေပြီးတော့လေငွေကြေးတွေစုလိုက်ပုံလိုက်ဝင်လာတတ်တယ်။ဆွေမျိုးတားချင်းတွေနဲ့ပတ်သက်ပြီးတော့လည်းဝမ်းသာစရာစိတ်ချမ်းသာစရာစကားတွေတင်းစကားတွေကြားရတတ်တယ်။ကျမအေးအနေနဲ့တတိထားနော်မျက်စိနဲ့ပတ်သက်ပြီးသွားရင်ဒီနေ့မှစိတ်တော်ကတွေတအား ကျွမ်းတတ်တယ်အကျိုးပေးတဲ့ကနန်းကတော့တင့်နဲ့ငါဖြစ်ပြီးအကျိုးပေးတဲ့အရောင်ကညညရောင်နဲ့ချက်သေးရောင်ပဲဖြစ်ပါတယ်ရရယာအနေနဲ့မိမိအရှိပြားမှာအုံတို့ခေါဆွဲကလူပေးရမှာဖြစ်ပါတယ်ရှင်2025ခုနှစ်အောက်တိုဘာလ16ရက်နေ့စနေသားသမီးများအတွက်တနေ့တာ ော့စတန်ဖြစ်ပါတယ်။စနေသားသမီးများအတွက်ဒီနေ့မှာရဝေးမှာရှိတဲ့ပြည်ပမှာရှိတဲ့မိတ်ဆွေဆွေမျိုးတွေစီကနေပြီးတော့မိမိတို့အတွက်ဝန်တာဇေယသတင်းကောင်းတွေကိုယ့်ကိုယ်ပေးကမ်းထောက်ပံ့မဲ့အဝေးမှာရှိတဲ့ဆွေမျိုးတွေစီကဆက်သွယ်ကောင်းတွေရရှိတတ်တဲ့အဖိုးတန်နဲ့ဒူးတဲ့ကြီးတဲ့ယန္တနာပစ္စည်းတွေတန်ဖိုးကြီးတဲ့ ပစ္စည်းတွေလည်းဝင်လာတတ်တယ်ကောင်းတယ်နော်ငွေကြေးကံလည်းစနေသားမျိုးများအတွက်ဒီနေ့မှာငွေကြေးကံကောင်းတယ်ကျမ်းမာရေးအနေနဲ့လည်းလက်တစ်ဖက်နာတာလက်တစ်ဖက်ကြိုက်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တယ်အကျိုးပေးတဲ့ကဏ္ဍကတော့တင့်နဲ့6ဖြစ်ပြီးတော့အကျိုးပေးတဲ့ရောင်ကအနီရောင်ပဲဖြစ်ပါတယ်။ရေရာအနေနဲ့မိမိအိမ်ရှိပြားမှာအုံသီး6ဆိတ်ကက်လူပေးရမှာဖြစ်ပါတယ်ရှင်။